ရီယယ်မက်ဒရစ်အသင်းကဘရာဇီးတိုက်စင်ကစားသမားဖီနီစီယက်စ်ဟာဆော်ရီပရိုလီကယူရိုတစ်ဘီလီယံနဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တယ်လို့သိရပါတယ်။ဥရောပဘောလုံးလောကကနေထိတ်တန်းကစားသမားတွေကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့ Sorry Pro League ဟာ Vinicius ကိုခေါ်ယူဖို့ပြီးကြတဲ့နှစ်ခရဲကကြိုးပမ်းခဲ့ပြီးအခု9နှစ်စာချုပ်အတွက် Euro 10 billion ပေးမယ်လို့ကမ်းလှမ်းခဲ့ကြောင်းသိရပါဗျ ။ Venetians ကိုအဲ့လိုကန့်လန့်ခဲ့တဲ့ Sorry Club ရဲ့အမည်ကိုဖော်ပြခြင်းမပြုပေမဲ့အဲ့ဒီ club အသင်းက Venetians ကို9နှစ်စာအတွက် Euro 10 billion ပေးချေမှာဖြစ်တယ်လို့ Real Madrid အသင်းကိုလည်းပြောင်းရွှေ့ချေ Euro တန်း300ပေးချေသွားမယ်လို့ Goal.com ကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့အသက်24နှစ်အရွယ် Venetians က Real Madrid အသင်းမှာပဲဆက်လက်ကစားသွားဖို့ပဲဆန္ဒရှိနေတဲ့အတွက်အဲ့ဒီကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ Vinicius ဟာလက်ရှိအချိန်မှာ Real Madrid အသင်းနဲ့တက်တန်တိုးစာချုပ်ချုပ်ဆိုဖို့နှိစက်နေပြီးမြန်မာရင်လစာနှုံထားရရှိသွားမယ်လို့ Spain media တွေကဖော်ပြနေကြပါတယ်။